ဒီနေ့ကျွန်တော်ဝင်ကားလို့တဲ့အကြောင်းအရာကောင်းစဉ်ကတော့လောကရဲ့အလင်းဆိုတဲ့ကောင်းစဉ်ပဲဖြစ်ပါတယ်။ရှင်ဝခရစ်ဝင်ကျမ်းခန်းကြီး၈ခန်းငယ်၁၁ငါဒီဤလောကဤအလင်းဖြစ်၏နောက်တစ်ပိုက်ကတော့ရှင်မာသဲခရစ်ဝင်ကျမ်းအခန်းကြီး9အခန်းငယ်14သင်တို့ဒီဤလောကဤအလင်းဖြစ်ကြ၏ဒီနေ့ဒီကျမ်းပိုက်နှစ်ပိုက်ကိုကြည့်တဲ့အခါမှာ အဓိကအချက်ကတော့လောကရဲ့အလင်းဆိုတဲ့အကြောင်းအရာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီနေ့ပထမအချမ်းပိုက်ရှင်ယောဟန်ခရစ်ဝင်မှာတော့တခင်ခရစ်တော်ကသူဟာဤလောကရဲ့အလင်းရှင်ဖြစ်တယ်ဆိုတာကိုကြေညာတဲ့အမိတော်စကားဖြစ်တယ်လို့ရှင်မာသဲခရစ်ဝင်ကျမ်းခန်းကြီး9အခန်းငယ်14ကမှာကတော့ဒီနေ့တခင်ခရစ်တော်ကသူ့ကိုယုံကြည်တဲ့ကျွန်တော်တို့ယုံကြည်သူတွေကိုဤလောကရဲ့အလင်းဖြစ်တယ်ဆိုတာကို ပြန်ပြီးတော့မှတတိပေးနိုးစော် ထားတဲ့ဇကားတော်ဖြစ်တယ်ဆိုတာကိုနားလည်ရပါတယ်။ဒါတော့လောကရဲ့အလင်းလို့ပြောတဲ့အခါမှာဒီနေ့တခင်ခရစ်တော်ကအလင်းဖြစ်စေခြင်းနဲ့အကြောင်းအရာ ရှိမှဖြစ်ပါတယ်။ဒီနေ့အလင်းဆိုတဲ့အကြောင်းအရာပေါ်မှာကျွန်တော်ပြန်လည် ပြီးတော့မှဆင်ခြင်ခွန်အားယူဖို့လိုပါတယ်။ဒီနေ့အလင်းဟာ အလင်းစီမှာရှိတဲ့ဂုံတက်တိယနေ့အလင်းရဲ့လှုပ်ဆောင်ချက်တွေဟာဘာတွေလဲဆိုတာကိုနားလည်ဆင်ခြင်ပြီးမှမိမိတို့ရဲ့အသက်တာမှာ လိုက်လျှောက်အသက်ရှင်သွားဖို့ဖြစ်တယ်ဆိုတာကိုရှေးဦးစွာဖော်ပြလိုပါတယ်။ဒါကြောင့်ဒီနေ့လောကရဲ့အလေးရှင်ဖြစ်တဲ့သခင်ခရစ်တော်ကကျွန်တော်တို့လောကလူသားတွေကိုလည်းယုံကြည်သူသားသမီးတွေကိုလည်းလောကရဲ့အလင်းဖြစ်စေချင်တာကတော့ဒီနေ့အလင်းတရားမှာရှိတဲ့ဂုံချက်တွေအတိုင်းရှိစေချင်တဲ့အသက်ရှင်စေချင်တဲ့အတွက်ဖြစ်တယ်ဆိုတာကိုဖော်ပြလိုပါတယ်။ဒါကြောင့်ဒီနေ့အလင်းတရားကလောကကြီးအတွက်ဘာတွေယူဆောင်လာတယ်ဆိုတဲ့အကြောင်းအရာကို ပြန်ပြီးတော့မှအချက်၄ချက်အပြင်ဆင်ခြင်ခွန်အားယူသွားမှာဖြစ်ပါတယ်။နံပါတ်၁ချက်ကတော့ဒီနေ့အလင်းညာလောကကြီးအတွက်လှပခြင်းကို ယူဆောင်လာပါတယ်။ဒီနေ့လောကမှာရှိတဲ့ကျွန်တော်တို့ပန်းနေလှပပါရဆိုတဲ့ပန်းတွေတောတောင်ရှုခင်းတွေတဘာဝအလတရားတွေအားလုံးဟာဒီနေ့မောင်မိုက်တဲ့အထဲမှာတော့ကျွန်တော်တို့တွေ့ရမှာမဟုတ်ဘူး။ဘယ်လို့မှလည်းလှပနိုင်မှာမဟုတ်ပါဘူး။ဒီနေ့ အဲ့ဒီလှပတယ်ဆိုတဲ့လောကရဲ့အလတရားတွေဟာ အလင်းတရားအแทမှ ကြီးမှသာလဲကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့အလင်းဟာ လောကကြီးထဲကိုလှပခြင်းတွေယူဆောင်လာတယ်ဆိုတော့ပထမအချက်အနေနဲ့ရောက်နားလည်ဖို့လိုတယ်။ဒီလိုပဲတခင်ခရစ်တော်ဟာလောကရဲ့အလင်းရှင်ဖြစ်လောကကိုကြွလာတဲ့အခါမှာဒီနေ့မောင်မိုက်နေတဲ့လောကထဲကိုလှပခြင်းတွေယူဆောင်လာတဲ့အရှင်သခင်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ယုံကြည်ကိုးစားပြီးတော့မှလိုက်လျှောက်အသက်ရှင်သွားဖို့ဖြစ်ပါတယ်။နောက်နံပါတ်2အချက်ကတော့ဗာလဲဆိုရင် အလင်းဟာလောကကြီးတဲကိုအတိပညာယူဆောင်လာတယ်ဆိုတာကို ကျွန်တော်တို့နားလည်ရပါတယ်။ဒီနေ့ကျွန်တော်တို့စာပေလေ့လာတာပဲဖြစ်ဖြစ်ကျွမ်းကျင်မှုဆိုင်ရာတစ်ခုခုကိုတင်ယူတာပဲဖြစ်ဖြစ်အမောင်ထဲမှာဘယ်သူမှလှုပ်လို့မရဘူးဆိုတာကိုကျွန်တော်နားလည်ရတယ်။ဒီနေ့ကျွန်တော်တို့ဘလို့မှ တတိချင်းတဲ့အကြောင်းအရာတတိချင်းတဲ့ပညာရဲ့အတိုင်းကိုကျွန်တော်တင်ယူလေ့လာတဲ့အခါမှာအလင်းတရားရှိမှပဲကျွန်တော်တို့လေ့လာတင်ယူစီးပူးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့လောကကြီးထဲကို အလင်းကဘာတွေယူဒုတိယချက်အနေနဲ့ဘာယူလာလဲဆိုရင်အတိဉာဏ်ပညာကို ယူဆောင်လာတယ်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့ရန်အတွက်ဖြစ်ပါတယ်။တခင်ခရစ်တော်ဟာလည်းလောကကိုကြွလာတဲ့အခါမှာဒီနေ့ကျွန်တော်တို့လောကလူသားတွေအတွက် အတိဉာဏ်ပညာကိုယူဆောင်လာပါတယ်သူရဲ့တွင်တင်ချက်ဟောပြောချက်တွေဟာကျွန်တော်တို့ရဲ့လောကအသက်ရှင်လျှောက်လန်းတဲ့အခါမှာအမားမှန်ကိုတိစေတယ်ဒီနေ့ဒုက္ခပြဒနာတွေကိုဖြေရှင်းနိုင်တဲ့ဉာဏ်ပညာတွေကိုရရှိစေတယ်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့ရန်အတွက် ဖြစ်ပါတယ်တတိယအချက်အနေနဲ့ကတော့အလင်းကလောကကြီးထဲကိုဝမ်းမြောက်ခြင်းတွေယူဆောင်လာတယ်ဆိုတာကိုကျွန်တော်တို့နားလည်ရပါတယ်ကျွန်တော်လက်ရှိ ဖြစ်ပျက်နေတဲ့ ျွန်တော်တို့ရဲ့လက်ရှိအခြေအနေရပဲမီးလာတဲ့အချိန်နဲ့မီးမလာတဲ့အချိန်ဘယ်ချိန်ပျော်ရလဲလို့ဝမ်းတာပျော်ရွှင်ရလဲလို့မင်းရင်အားလုံးကမီးလာတဲ့အချိန်ပဲပျော်ရတယ်ဆိုတာတညတညတည်းဖြေကြမှာဖြစ်ပါတယ်ပေါ့အခုခေဆိုလာခေမှာပို့ဆိုပြီးခဲ့တဲ့တရက်နှစ်ကပဲမိုးတွေအုပ်ပြီးမဲမောင်သွားတဲ့အချိန်မှာကျွန်တော်တို့စိုးရင်ရတယ်ဆိုလာထဲမှာအလင်းရှိမှပဲဒီနေ့ဆိုလာရဲ့ဘက်ထရီအားရပြီးတော့မှကျွန်တော်အလင်း ကိုရမှာဖြစ်တယ်ပေါ့နော်လျက်စီမီကိုရမှာဖြစ်တဲ့အတွက်ဒီနေ့အုတ်အုတ်ဆိုင်မိုင်းမုံမိုင်းနေတဲ့အချိန်မှာဒီနေ့ကျွန်တော်တို့အတွက်အဆင်မပြေမှုတွေကြုံတွေ့ရပါတယ်ပေါ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့မြီးရှိခြင်းအလေးရှိခြင်းမရှိခြင်းဟာကျွန်တော်တို့လူသားတွေရဲ့စိတ်ကိုပျော်ရွှင်ခြင်းနဲ့မပျော်ရွှင်ခြင်းကိုအများကြီးဖြစ်ပေါ်စေပါတယ်ပေါ့ဒါကြောင့်ဒီနေ့အလင်းတရားကလောကကြီးကိုဝမ်းမြောက်ခြင်းနဲ့ယူဆောင်လာပါတယ်ဒီလိုပဲတခင်ခရစ်တော်ဆိုတဲ့အလင်းရှင် လောကကိုဆင်းကြွလာတာကတဲ့အချိန်ကလည်းဒီနေ့လောကဝမ်းမြောက်ဖျားကြွလာဆိုတဲ့တချင်းစာတာအတိုင်းပဲဒီနေ့လောကတစ်ခုလုံးကိုဝမ်းမြောက်ခြင်းအကြောင်းအရာဖြစ်စေတယ်ဆိုတာကိုကျွန်တော်တတိယအချက်အနေနဲ့နားလည်ဆင်ခြင်ရပါတယ်။နောက်ဆုံးအချက်တစ်ချက်ကတော့အလင်းဟာလောကကြီးထဲကိုအတက်ကို ယူဆောင်လာပါတယ်။ဒီနေ့အားလုံးသိပါတယ်။တီးပင်စားပင်အတော်များများတော့အပင်တွေဟာကျွန်တော်တို့အရေးကြတဲ့အောက်မှာစိုက်လို့မရဘူး။ အမောင်ထဲမှာစိုက်လို့မရဘူးဒီနေ့အဲ့လိုအမောင်နေအရိတ်တွေကျတဲ့နေရာမှာစိုက်ပြူထားရင်အပင်နေဟာအသက်ရှင်တန်ဖို့ခက်တယ်ပိန်လီပြီး၆တွေ့ပြီးတော့မှတဖြည်းဖြည်းတည်ဆုံးသွားမှာဖြစ်ပါတယ်ပေါ့ဒီနေ့သခင်ခရစ်တော်လောကကိုကြွလာတဲ့အလင်းရှင်ဖြစ်ကြွလာတဲ့အခါမှာသခင်ခရစ်တော်ဟာအသက်သာဝရအသက်ဆိုတဲ့အရာကိုယူဆောင်လာပါတယ်ဒီနေ့လူသားတွေကိုကယ်တင်ဖို့ရန်အတွက်လောကကိုကြွဆင်းလာတဲ့အလင်းရှင် အခင်ခရစ်တော်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး94မှာဖော်ပြတယ်လို့ပဲတင်တို့ဒီဤလောကဤအလင်းဖြစ်ကြ၏ဆိုတဲ့တခင်ခရစ်တော်ရဲ့မိမာချက်ကျွန်တော်တို့အလင်းဖြစ်ဖို့ရန်အတွက်ဒီနေ့ဤအချက်၄ချက်ဖြစ်တဲ့အလင်းတရားရဲ့ဂုံတတ္တိတွေပြည့်စုံဖို့ရန်အတွက်ကျွန်တော်တို့ယုံကြည်သူတွေမှာလိုအပ်ပါတယ်ဒီနေ့ကျွန်တော်တို့တွေဖရာသခင်ရဲ့ကိုစားအနေနဲ့ လောကမှာအလင်းရှင်များဖြစ်နေထိုင်တက်ရှင်တဲ့အခါမှာပထမတစ်ချက်လပချင်းနေယူဆောင်လာတဲ့အလင်းရှင်များဖြစ်ဖို့လိုအပ်တယ်လို့ဒုတိယချက်ဖြစ်တဲ့အတ္တိပညာကိုဝေမြယူဆောင်လာတဲ့ယုံကြည်သူများဖြစ်ဖို့လိုအပ်ပါတယ်တတိယဖြစ်တဲ့လောကကိုဝမ်းမြောက်ခြင်းနဲ့တည်ဆောင်လာတဲ့ပတ်ဝန်းကျင်မှာမိမိရဲ့လူမှုပတ်ဝန်းကျင်မှာဝမ်းမြောက်ခြင်းကိုပေးနိုင်တဲ့အလင်းရှင်ယုံကြည်သူများဖြစ်ဖို့လိုအပ်တယ်လို့ဒီနေ့စတုဒ္ဒချက်ဖြစ်တဲ့ အတက်ထာဝရကိုမပေးပိုင်နိုင်တော့ညာလဲထာဝရအတက်ကို ပေးပိုင်နိုင်တဲ့ကယ်တင်ရှင်သခင်ခရစ်တော်ရှိရာကို အလင်းထွန်းလင်းပြတာပေးနိုင်တဲ့ယုံကြည်သူအယောက်စီတိုင်းဖြစ်ကြပါစို့လို့ဤနှုတ်ကပတ်တော်အပြင်ဝေငါတိုက်တွန်းခွန်အားပေးပါတယ်အားလုံးပေါ်မှာဘုရားရှင်သာ၍ကောင်းကြီးပေးဖွင့်ပြပါစေ